အလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့အခုတလောမအရန်နာမည်ကြီးတဲ့တမဒါဒေါ်နယ်ထရမ်ရဲ့ the one big beautiful bill နဲ့ပတ်သက်ပြီးတော့အနည်းငယ်အမျှဝေချင်ပါတယ်ဒီ theme အများကြီးပါတယ်ဒါပေမဲ့အများကြီး theme မှာ tax cut အတွက်ပေါ့နော် tax တက်တာပုံအတွက်ဒီ bill theme ပါတယ်အဆက်ဆက်ဆက်ကိုကျွန်မအပြောပြပေးသွားမှာဖြစ်ပါတယ်အခုကတော့ဒီဟာကို president donald trump က sign ထိုးနိုင်မယ်လို့အမျှော်လင့်ကြတယ်ပေါ့နော်ဆိုတော့ sign ထိုးနိုင်ပြီဆိုလို့ရှိရင်တော့ ဒါအကုန်လုံး law ဖြစ်သွားမယ်2025အတွက်ကျွန်တော်တို့ tax တက်ချိန်ကျတော့အများကြီးအပြောင်းလဲရှိမှာဖြစ်တဲ့ tax form တွေကအစအပြောင်းလဲရှိနိုင်နေပါတော့။ဘာဖြစ်လို့လဲဆိုတော့ဒီဟာဒီကိုအာပြောင်းလဲတာကိုတကယ် tax return တွေ့တဲ့အချိန်ကျရင်ဘယ်လိုအာအသေးစိတ်အာ practice လုပ်ရမလဲဆိုတာအာချက်ပြီးတော့လာအောင်မှာဖြစ်တယ်။ဒီမိသားစုဒီ individual ဒီအတွက်ကို tax cut လုပ်ပေးဖို့ text တာအောင်လုပ်ပေးဖို့ပါဝင်တဲ့အချက်ကိုပဲကျွန်တော်တို့ကြည့်သွားမှာဖြစ်ပါတယ်ပထမတစ်ချက်ကတော့6 text credit ပေါ့နော်6 text credit ကလည်း congress ထဲမှာအများကြီးအငင်းခုန်ရှိတယ်ဒါပေမဲ့အခု snake version ပေါ့နော် snake ကနေထွက်လာတာကတော့6 text credit ကအရင်နှစ်တုန်းက2000ရတာဖြစ်တယ်အခု2025မှာတော့ခဏကပြောတဲ့အတိုင်း Donald Trump က sign to နိုင်တယ်ဆိုလို့ရှင်တော့ဒါ2200ဖြစ်ဖို့ရှိပါတယ် permanent ဖြစ်ဖို့ အာဆိုသွင်းထားတာဖြစ်ပါတယ်ဆိုတော့1000ကနေ1200တက်မှာဖြစ်ပါတယ်အစကတော့သူတို့1500တို့ပါတော့ဗောနော်သူတို့ဆိုသွင်းတာတွေအများကြီးရှိတယ်ဒါပေမဲ့1200နဲ့ဒီစနစ်ကနေဒီ bill ထွက်လာတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒုတိယတစ်ချက်ကတော့ tips money ပေါ်မှာ federal income tax မကောက်ဘူးပေါ့နော် tips income နှစ်ပေါင်းခွဲအထိကို federal income tax free ဖြစ်မှာဖြစ်ပါတယ် ဲ့ဒါကတော့ပုံမှန်အတိုင်း track လုပ်ဖို့လိုတယ် tax return ပါတဲ့အချိန်ကျလည်းဒီ tips money ဒီ report လုပ်ဖို့လိုမယ်ဒါပေမဲ့ tax pay စရာမလိုအောင်အ deduction ပြန်လုပ်ခွင့်ရမှာဖြစ်ပါတယ်အားကြောင့် report လုပ်တာကတော့အရင်အတိုင်းပဲ income အကုန်လုံး report လုပ်ရမှာဖြစ်တယ်ပြီးလို့ရှိရင်နောက်တတိယအချက်မှာကျတော့ overtime overtime အလုပ်လုပ်တဲ့သူတွေလည်း federal income tax free ရမှာဖြစ်ပါတယ်အကုန်လုံးတော့ uh, tax free တော့မဟုတ်ဘူး1200နဲ့900အထိ tax free ရမှာဖြစ်ပါတယ်။ tips money အတိုင်းပဲအဲ့ဒါကြီးလည်းအကုန်လုံး report လုပ်ဖို့လိုတယ်။ဒါပေမဲ့ပြန်ပြီးတော့အာနှုတ်ဖို့ပေါ့နော်ပြန်ပြီးတော့ deduction လုပ်နိုင်ဖို့အခွင့်အရေးရှိမှာဖြစ်ပါတယ်။ဒီနှစ်ခုကတော့လောလောဆယ်မှာတော့2028အထိပဲဖြစ်ပါတယ်။ပြီးလို့ရှိရင်နောက်တစ်ခုကတော့ကားဝယ်တဲ့အချိန်ကျလည်းတော်တော်များများက cash down နဲ့ကျမတို့မပေးနိုင်ဘူး။လုံးယူကြတဲ့ interest ပေးတယ်။ဒီ interest ဒီအပေါ်မှာလည်းကျမတို့က interest တွေကို tax deduction tax တတ်တာခွင့်ရမှာဖြစ်ပါတယ်။ရင်မှာဆိုလို့ရှိရင်ကားနဲ့ပတ်သက်တာဆိုလို့ရှိရင်ဒါ business အသုံးတွေကတော့တမျိုးပေါ့နော်။ဒီ personal နဲ့ပတ်သက်လို့ရှိရင်ကား payment တွေကား interest တွေနဲ့ပတ်သက်ပြီးတော့ဘာခံစားခွင့်မှကျွန်တော်မရခဲ့ဘူး။ဒါပေမဲ့အခု2025ကနေစပြီးတော့အကား payment မှာအကုန်လုံးမဟုတ်ဘူး interest အပိုင်းကိုတပေါင်းအထိ ကျမတို့ tax free ခွင့်ရမှာဖြစ်ပါတယ် income limit ရှိတဲ့ single solution income ကတသိန်းအထိ a merit solution နသိန်းအထိဒီအခွင့်ရရမှာဖြစ်ပါတယ်အဲ့ဒါကလည်း2028အထိသွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အသက်ကြီးတဲ့အလူကြီးပိုင်းတွေလည်းသူတို့ social security benefit ကို tax free နိုင်အောင်အလုပ်ပေးတာရှိပါတယ်အဲ့ဒါကနောက်ထပ်6000ကိုသူတို့အ tax တတ်ခွင့်ရမှာဖြစ်တဲ့ standard deduction လိုမျိုးသူတို့နောက်ထပ်6000 deduct ခွင့်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်လူအကုန်လုံးမဟုတ်ပေမဲ့တော်တော်များများရဲ့ social security benefit က federal income tax free ဖြစ်မှာဖြစ်ပါတယ်ပြီးလို့ရှိရင် now tax cut တခုကတော့ဒီ salt လို့ခေါ်တဲ့ဒီ state and local tax deduction ပေါ့နော်အဲ့ဒါအထူးသဖြင့် itemized deduction လုပ်ခဲ့သူတွေအတွက်ဖြစ်တဲ့အခုအရင်မှာဆိုလို့ရှိရင် state tax property tax တွေ ဘလောက်ပဲပေးပေးတထောင်အထိပဲကျွန်တော်တို့ယူခွင့်ရှိတာဖြစ်ပါတယ်။ဥပမာအင်္ဂလိပ်ဈေးကြီးတဲ့ property tax တွေအများကြီးပေးတဲ့ state tax တွေအများကြီးပေးတဲ့ local tax တွေအများကြီးပေးတဲ့အဲ့ဒါကြီးအကုန်လုံးက2000 3000ရောက်ပေမဲ့ကွာတထောင်ပဲယူခွင့်ရှိတာဖြစ်ပါတယ်။နောက်နှစ်2025ကနေတော့ကျွန်တော်4000အထိကျွန်တော်ယူခွင့်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့သူတစ်ဖြစ် itemized deduction လုပ်တဲ့သူတွေအတွက်ကတော့ဒါအာတည်င်ကောင်းဖြစ်ပါတယ်။ ဒီအခွင့်အရေးရနိုင်ဖို့ income limit ကတော့9သိန်းဖြစ်ပါတယ်ဆိုတော့ itemized deduction လောက်တဲ့မိသားစုတော်တော်များများအတွက်ကဒီဟာကတကယ်အခွင့်အရေးအာတစ်ခုဖြစ်မှာဖြစ်ပါတယ်အခုဒီ tax cut နဲ့ပတ်သက်ပြီးတော့ small business တွေအတွက်ပေါ့နော်စသဖြင့်အများကြီးဒီ bill ထဲမှာပါဝင်ပါတယ်ဒီ bill ကတော့ကြိုက်တဲ့သူရှိတယ်မကြိုက်တဲ့သူရှိတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်အာကြိုက်ကြိုက်မကြိုက်ကြိုက်ပေါ့နော်ဒီ bill တစ်ခုက law ဖြစ်လာပြီဆိုလို့ရှင်ကျမတို့အားလုံးက လေလာဖို့လိုတယ်တိဖို့လိုတယ်အာလိုက်နာဖို့လိုတယ်ဒီ text cut အပိုင်းကတော့ကျမတို့တော်တော်များများအတွက်အများကြီးအထောက်အကူပြုမယ်လို့ကျမယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်